အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အဲမြင့်ချဘလက်တိုက်က MP တက်ဖွဲ့ရဲ့ကောင်းတော်ပုံလိုက်ခဲ့ပါခင်ဗျာဟုတ်အဲကျွန်တော်တို့ဒီ February 26ရက်နေ့ကနေပြီးတော့စပြီးတိုက်ပွဲဖြစ်ပြီးတော့အဲမလ9ရက်နေ့မှာကျွန်တော်တို့ဘောနောမလ9ရက်နေ့စတိုက်ပွဲဖြစ်ပွားခဲ့တယ်အဲကျွန်တော်တို့ဒီကျွန်တော် MP တက်ဖွဲ့ဌာနချုပ်လည်းအဲလက်လွတ်ခဲ့ရတယ်ဘောနောအဲဆိုလိုရင်းသဘောတရားကကျွန်တော်တို့ဒီဘောနောအဲ ဘောနော်ဒီခေရံဗောနော်ခေရံလည်းနဲ့မပြည့်စုံလို့ကျွန်တော်တို့အဲပြန်ဆုတ်ပေးလိုက်အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နေပြီးတော့ကိုထမှန်ပြီးတော့တောင်းဆိုချင်ပါရယ်အနေထားဗောနော်အဲ့တော့ကျွန်တော်တို့အကောင်းဆုံးပုံစံအနေနဲ့အဲကျွန်တော်ပြန်လာခဲ့မယ်အဲကျွန်တော်တို့အဓိကလိုအပ်တဲ့ခေရံဗောနော်အဲခေရံကိုလေဗောနော်တက်လိုက်တော့ဗောနော်ပါဝင်အပြည့်ပေးဖို့ဒီနေရာနေပြီးတော့မေတ္တာရက်ခံချင်ပါတယ်ခေရံပြန်လည်ပြေးပြေးတာ ਨੇ ကျွန်တော်တို့အကောင်းဆုံးပြန်ဆောင်နိုင်အောင်ကြိုးစားပါမယ်အဲ ကျွန်တော်တို့ကပြည်သူလူထုကိုပြေဝကာကွယ်ပေးနိုင်ခြင်းအဲမရှိခဲ့တဲ့အတွက်လည်းဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့အဲ MPD တစ်ဖွဲ့လုံးရဲ့ကိုသားကျွန်တော်ကပဲဒီနေရာနေပြီးတော့တောင်းပန်ချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါဗျာပါတီဆောင်ဒီမိုကရေစီစနစ်ကိုလိုလားရင်းနဲ့ရွေးကောက်ပွဲကိုကန်တန်ကောဆာမလုပ်ဖို့စစ်ကောင်းဆောင်မင်းအောင်နိုင်ကအပြန်ပါရုရှားကနေအပြန်ပါလေရင်ပေါ်မှာတူပိုင်တဲ့ MRTB နဲ့မြောက်တီရဲ့အင်တာဗျူးမှာပြောထားတာရှိတယ် အဓိကကတော့ဒီရွေးကောက်ပွဲကိုဒီပြည်သာ့မှာသူဒင်းစားရှင်းနေပွဲလောက်တဲ့အချိန်မှာရွေးကောက်ပွဲကိုဒီ9နှစ်ပြည့်တဲ့အချိန်2025ခုနှစ်ဒီဇင်ဘာလမှာလုပ်ရင်လုပ်မလုပ်ရင်2026ခုနှစ်ဇန်နဝါရီလဆုံးပိုင်းမှာလုပ်မယ်လို့မင်းအောင်နေတာတရားဝင်ရွေးကောက်ပွဲလုပ်မယ့်ချက်ကိုသူဘက်ကထုတ်ပြန်ပြောရတာပေါ့အဲ့ဒီရွေးကောက်ပွဲအတက်လဲရုရှားနဲ့ပြည်သာ့ကကူညီမယ်လို့သူကပြောရတယ်အဲ့တော့ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုပါဝင်ရဖို့ပူးပေါင်းကြဖို့နော်နောက်ပြီးလို့ရှိရင်အဲ့ဒီလေယာဉ်ပေါ်မှာပြောတဲ့အထက်မှာအဲရုရှားနဲ့တရားဝင်ဖိတ်လို့ တရားဝင်ဖိတ်လို့တရားဝင်သွားတာတရားဝင်ဖိတ်လို့တရားဝင်တွေ့တာတရားဝင်နေတအားထက်နေတာကြည်ချင်းအဖြစ်မင်းအောင်နေတာအင်မတန်ကိုတရားဝင်ချင်းတာဖြစ်နေပါတယ်နော်တအားတရားဝင်ချင်းတာဘာဖြစ်လို့လူရမဝင်တဲ့ဘဝရောက်ပြီးတော့လူရဝင်ချင်းတာအဲ့တော့လူရဝင်အောင်လုပ်ပြီးရွေးကောက်ပွဲကိုအယောင်ပြမယ်အဲ့ဒီရွေးကောက်ပွဲကနေနိုင်ငံအောင်ဆက်ပြီးအာဏာကိုထုတ်ပြန်တယ်ဒါဟာတူမှတ်ထားတဲ့အိမ်မက်အဲ့ဒီအတွက်တအားတရားဝင်ချင်းတယ်အဲ့တော့မင်းအောင်နိုင်အာဏာတိုင်းတာကိုအလုံးကြည့်တဲ့ခောက်ခနဲ့တဲမှာရုရှားရှိမယ်တရုတ်ရှိမယ်ရုရှားရဲ့အောက်ထက်ကနေဘီလာရုရှိမယ်ဒါပါပဲအာဆီယံနေကြတော့ဟိုဘက်မကြဒီဘက်မကြပြောင်းလဲမထောက်ခံရဲဘူးဥပမာထိုင်းလိုဟာမျိုးဆိုရင် မင်းအောင်နိုင်ကိုထောက်ခံတဲ့တဝက်ပြည်သူဘက်ကရက်ပြီးပေးတာတဝက်ဒီပုံစံဖြစ်နေတယ်အဲ့တော့ဒါမျိုးတွေရှိတယ်ဗျအာဆီယံနိုင်ငံတွေကဒါတို့ပုံစံမျိုးလွန်ဆွဲနေတယ်ဒါပေမဲ့မင်းအောင်နိုင်ကိုပြက်ပြက်တတမျက်နှာပြောင်တိုက်ထောက်ခံတာတော့ရုရှားပေါ့တရုတ်ပေါ့ဒီနိုင်ငံကတော့ဒါမင်းအောင်နိုင်ဘက်ကနေအမှားကန်ထောက်ခံတာကုလားတမကမှာလည်းဘာပဲမဲပွဲဆုံးဖြတ်ဆုံးဖြတ်ပြီးတော့အနာတုံးပြီးတော့ဒီစစ်အာဏာရှင်တွေရဲ့ရုပ်မှမှုကိုကာကွယ်နေတာဒီတရုတ်နဲ့ရုရှားပဲဖြစ်တယ်အဲ့တော့ပြောချင်တာကဒီနေ့ရွေးကောက်ပွဲကိစ္စကိုပြောချင်တာရွေးကောက်ပွဲကိုမင်းအောင်နိုင်ရဲ့မရရအောင်လုပ်နေတယ်ဒါဆိုရင်ကျွန်တော်တို့ဘက်ကတော့တရားမဝင်တဲ့ကောင်ကတရားဝင်မှာတရားဝင်မှာអော်ပြီးတော့ရွေးကောက်ပွဲရအောင်လုပ်မှာပေါ့ တရားဝင်နဲ့ကျွန်တော်တို့ဘက်ကဘလို့ဟန့်သားနိုင်ပါလဲအခုတစ်ပြင်အင်အားစုတွေတိုင်းသား EOS တွေပြီးလို့ရှိရင် NG ဒါအရေးကြီးဆုံးချက်တွေနော်အဲ့ဒီတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေနဲ့ AUG တွေကလက်ဝါးချင်းသူတို့စိတ်ထားအောင်ကန်ထားကြဖို့လိုလိုအပ်တယ်ဗဇက်ကတွေရွေးကောက်ဖို့ကန့်ွက်ပါလေဖြတ်ပါလေလက်မခံပါဘူးတဦးတယောက်ချင်းကြိုက်တယ်လို့ဩနေတာဘောင်ဝင်ဘူးကျွန်တော်တို့ဘောင်ဝင်အောင်လုပ်နိုင်ဖို့အရေးကြီးတယ် ဒီရွေးကောက်ပွဲကိုလုံခွင့်ပေးလိုက်မယ်ဆိုရင်အဲ့ဒီရွေးကောက်ပွဲကိုအယောင်ပြတူအာနာတက်ရောက်တဲ့မြို့တွေမှာတော့ကျင်းပပြီးတော့အယောင်ပြတော့လိုက်မယ်ပြီးလို့ရှိရင်တူအုပ်ချုပ်မှုအောက်မှာနိုင်ငံတရှိနေပါပြီဆိုပြီးတော့ကပောင်းညားမယ်အဲ့ဒီကနေဆက်ပြီးတော့အာနာကိုထုတ်ပြန်သွားမှာဒါကိုကျွန်တော်တို့ကတူဦးတက်ရောက်ချင်းတာအာရွေးကောက်ပွဲလိုက်ဘယ်လိုဖြစ်မှာရအောင်တိုက်မှာဘယ်လိုဖြစ်မှာပါးစပ်နဲ့ထိုင်ဖြစ်နေကြလို့ကျွန်တော်တို့ဘာမှဖြစ်မှာမဟုတ်တော့နော်အဲ့တော့အရင်ဦးဆုံးပြည်သူတက်ရောက်နေတဲ့ကောင်းဆိုချင်တာကတိုင်းနာခေါင်းဆောင်တွေလက်ရှိနော်တော်လိုင်းရင်းမှာအင်းလိုက်အားလိုက်ပါဝင်နေတဲ့ KNU AA TNNA MNDA TIA အဲ့ဒီထဲမှာ MNDA ကတော့ နော်တော်တော်လှုပ်လို့မရတဲ့အနေအထားဖြစ်နေပြီ TNNA ကနည်းနည်းတော့ပါသေးတယ်ဒါပေမဲ့လို့တရုတ်ရဲ့ pressure ကြောင့်နော်လက်ရှိကချင်နဲ့ဖြစ်နေတဲ့အရာတွေဆိုတာပွင့်လင်းပြောရင်ကျွန်တော်မတင်ကောင်းဖြစ်เสียအကြောင်းမရှိဘူးနော်ဘယ်နေရာမှာမတူပဲရုံးဆိုင်ရုံးဆိုင်နှိမ့်နှိုင်းစကားပြလို့ရတဲ့အရာမှာတစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ် TNNA နဲ့ KNA ဖြစ်နေတဲ့ကိစ္စတွေဒါတွေကအချင်းချင်းပြောရင်တော့တစ်ဖက်က PR တွေကြောက်လို့ပဲငင်းတယ်ပြည်သူတွေအနေနဲ့ကတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ် TNNA မှာလည်းပြည်သူဘက်ကပါတဲ့ခေါင်းဆောင်တွေရှိတဲ့အတွက်ဒီအချိန်မှာဒီရွေးကောက်ပွဲဘလို့တိုက်ပြောင်းအောင်ဆိုအဲ့ဒီတိုင်းနာခေါင်းဆောင်တွေဆွေးနွေးပါပြီးလို့ရှိရင် NUG နဲ့ပြန်ဆွေးနွေးပေးကြပါ ဘယ်လိုလုပ်မလဲဆိုတာကိုပြည်သူကိုပုံဝင်လင်းချပြပါပြည်သူဒီခင်ဗျားတို့အနောက်မှာအပြည့်အဝရက်တည်နေတယ်ဆိုတာကိုမမေ့ပါနဲ့ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲကိုမင်းအောင်နိုင်လုပ်ခွင့်ပေးလိုက်လို့ကိုဘက်ကိုဒွန်လုံသွားမယ်ဆိုရင်ပြည်သူတွေကရက်တည်ပေးနိုင်မှာမဟုတ်တော့အားလုံးသွားပြီအဲ့တော့အဲ့ချိန်ကျရင်ဘာလို့မလဲလက်နက်ကိုက်ပြီးတော့စီးပွားရှာတဲ့အဆင်မဖြစ်ကုန်နဲ့နော်ငိမ့်ချိုင်းလို့လို့ကိုလို့လို့ကြောက်ကြမယ်အတက်တွေဘဝတွေဆက်ပြီးစရေရလိမ့်မယ်နော်လဲတဲ့သူကလဲသူလို့လှုပ်စားသွားနိုင်တယ်အဲ့ဒီခစ်ကိုရောက်ဝင်အဲ့ဒီခစ်ရောက်သွားလို့ရှိရင်တော်နိုင်ရင်းဆိုတာဘာမှမရှိတော့ ကျိန်းနေပါဒါကြောင့်မလို့မင်းအောင်နိုင်ကတူတရားမဝင်နဲ့သူ့ကိုတူတရားဝင်ပြအောင်အကျဉ်းချင်းပါဇက်ကနေတရားဝင်တရားဝင်អော်ပြီးយុបပြီးတော့နော်ဂုံတော်ကွန်ချာလို့យុបပြီးတော့သူဒီရွက်တော့ပေါ့ရအောင်တော့ကျွန်တော်တို့ဘက်ကဘလို့တုတ်ပြန်မလဲပွင့်လင်းမြင်တာဆိုပြောပါပြည်သူတွေအားလုံးက ready ရှိပါတယ်နော်တဦးတယောက်ချင်းစီကနေအရွက်တော့ကိုလက်မခံဘူးရအောင်ဖြစ်မယ်လို့ပါဇက်နဲ့ထိုင်ပြောလို့တော့မရအောင်ကျိန်းနေတယ်အဲ့တော့ပါဇက်နဲ့ထိုင်ပြောလို့မရတဲ့အရာကိုကျွန်တော်ဘလို့လုပ်မှာလဲဘလို့တုတ်ပြန်မှာလဲနော်နောက်တစ်ခုရှိတာကဒီရွက်တော့ကွဲမှာပါတီကောင်ဒီမိုဒီစနစ်ဆိုပြီးတော့မင်းအောင်နိုင်ကတော့ခွေးပါဇက်ကနေခွေးစကားပြောတာပေါ့ချင်းချင်းလေးပဲဟာယူပါတီကောင်ဒီမိုဒီစနစ်ကိုပြောပြီးတော့နော်နှစ်နှောင်း 20ရွေးကောက်ပွဲမှာပြည်သူတင်မြောက်ထားတဲ့အစိုးရကိုရဲရဲဆက်ဆက်ဖမ်းဆီးရထောင်ချတဲ့တပ်ပစ်တဲ့အခုထိတဲ့ဒါဖမ်းဆီးထားတဲ့ထောင်ချထားတဲ့အဲ့တော့ပြောချင်တာကဒီရွေးကောက်ပွဲမှာဘယ်ပါတီတွေပါမလဲကြီးညာပေးစီချင် နော်27ပါတီကတော့ရှိပြီးသားဒါချန်ဖွန်နဲ့27ပါတီကရွေးကောက်ပွဲမှာနော်စောက်သုံးမကြလို့နေရမရတာကိုစစ်တပ်ကိုအာဏာသိမ်းဖို့မြှောက်ပေးခဲ့တဲ့ချန်ဖွန်အပါအဝင်27ပါတီဒီ27ပါတီရဲ့စည်ရင်းတွေအင်းတွေကိုပြုစုဖို့လိုအပ်တယ်ပြီးလို့ရှိရင်တက်ဆိုင်ရနယ်မြေတွေမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေကိုထုတ်ပြန်ပေးဖို့လိုအပ်တယ်နောက်တစ်ချက်ကအဲ့ဒီစစ်ကောင်းဆောင်လုံးမဲ့တီတူလက်မခံတဲ့ရွေးကောက်ပွဲကိုဘယ်ပါတီတွေကပါဝင်မလဲတီတူလက်မခံတဲ့ဒေသတွေနော်ငင်းလို့မရဘူးငင်းလို့မရဘူးအဲ့ဒီပြည်သူလက်မခံတဲ့အရာကြီးကိုပြည်သူကိုစန့်ကျင်ဘက်လှုပ်ပြီးတော့ထိုင်ကုန်တခုရရေးအတွက်ပြည်သူကိုတစ္ဆာဖောက်မဲ့ဘဲကောင်ဘဲပါတီဖောက်ရဲတယ် အဲ့ဒါလိုလုံမဲ့ပါတီတွေကိုတီးတဲ့ရုကဝက်ဒီမင်းအောင်နိုင်ရဲ့ရုကဝက်စောက်ကြည့်ရေကောမဒီတီးတဲ့ဖွဲ့ပြီးတော့စင်းပြုစုပြီးတော့တက်ဆိုင်ရနေမြန်မှာရှိတဲ့တော်လိုင်းအင်အားစုတွေအကုန်ဖြန့်ချက်ပြီးတော့တို့ရဲ့နေရာလိပ်စာတွေတို့ရဲ့ဒေတာတိကျတွေအကုန်ပြုတ်ထွက်တယ်။ဘာဖြစ်လို့လဲ။အမြင်မတူလို့ရန်သူမဖြစ်ဘူး။ဒါပေမဲ့ရန်သူနဲ့တော့မပေါင်းနဲ့။ရန်သူနဲ့ပေါင်းရင်မင်းဟာရန်သူပဲ။ညီကိုရင်မောင်နှမအရင်ဖြစ်နေပြီ။မင်းကမင်းတော်လိုင်းရေးမှာမလုံနိုင်ဘူးလား။ဘေးထိုင်နေလဲ။ဒီနေ့ဖြစ်နေတဲ့ပွဲဒီစစ်တပ်နဲ့ NLD နဲ့ဖြစ်တာမဟုတ်ဘူး။စစ်တပ်နဲ့လက်နက်ကိုင်နဲ့ဖြစ်နေတာမဟုတ်ဘူး။အာနာသိန်းထားတဲ့စစ်ကောင်စီနဲ့ပြည်သူနဲ့ဖြစ်နေတာ။ ဲ့ဒီပွဲမှာအာနာတိန်ကတဲ့စစ်ကောင်စီနဲ့ပေါင်းတဲ့ကောင်မှန်တယ်များဟာပြည်သူရဲ့ရန်လိုပဲအဲ့ဒီပြည်သူရဲ့ရန်လိုကိုပြည်သူဘက်ကပြက်ပြက်တားချေဖုံးရမယ်ရန်ကပြက်ကမယ်ဟိုလိုလိုဒီလိုလိုထီလိုလိုပုံလိုလုံးနေတာလို့မရဘူးလုံးနေရန်လိုကတော့ရန်ကပြက်တယ်ရန်လိုကဒီနေ့အချိန်ထိရန်ကပြက်တယ်ဒီနေ့အချိန်ထိ COC မပြက်သေးဘူးဒီနေ့အချိန်ထိသူတို့ institute ကိုရအောင်ခင်းကားနိုင်နေတယ်ဒီသူတွေအင်မတန်ဝင်းရံကြီးလို့လားတော်လိုင်းကဒီအချိန်တွေထိရောက်လာတာရန်လိုဘက်မှာလေတက်ပြက်တယ်တက်ပြက်တယ်ပြောရဆိုတဲ့စကားရန်လိုဘက်မှာဒီနေ့အချိန်ထိအမိတ်ကိုနာခံနေကြသေးတယ်ဒီနေရာကိုကြိုင်းပြင်မယ်ဆိုတာပြည့်ရတာနဲ့အမိတ်ပေးတိုက်ခိုင်းအသေးခံပြီးတိုက်နေကြသေးတယ် ဒါပြီးသူတော့တို့နောက်မှာအားမပေးဘူးနော်အဲ့တော့ကျွန်တော်တို့တော်တော်လေးအင်းရစုဒီဘက်ကလည်းဒီအချိန်ခါမှရန်သာမပြိုင်နောက်ကျွန်တော်တို့ဘယ်တော့မှမလုပ်နဲ့တော့လက်စင်းခံပြီးလိုက်ကြတော့မင်းအောင်နိုင်ကိုရွေးကောက်ကိုလှုပ်ခွင့်ပေးလိုက်မယ်မင်းအောင်နိုင်လှုပ်ကမြောက်ခံမယ်ဆိုလို့ရှိရင်တော့တိုင်းသားလက်နက်ကန်ခေါင်းဆောင်တွေအစားဒါဟာလုံးဝအရှုံးပေးလိုက်တာပဲခင်ဗျားတို့နောက်ထပ်နှစ်ပေါင်းဘဏ္ဍာနှစ်ဆက်ပြီးတော့လက်နက်ကန်ကြီးလှုပ်ထားကြမလဲဆိုတာတွေးထားကြပြီးတော့ဂျိတ်နေတယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာလုံးဝလှုပ်ခွင့်ပေးစရာအကြောင်းမရှိသလိုတောက်ပြန်မဲ့နီလန်းကိုလည်းစနစ်တကျချမှတ်ကောင်အချိန်ရောက်နေပါပြီရန်ကပြတ်ဖို့လို့ဘုနေ့ကပြောသလိုရန်ဒုံနဲ့တွားပေါင်းတဲ့ကောင်ရန်ဒုံပဲ မင်းအမင်းလွတ်လွတ်လပ်လပ်နေအမြင်မတူလို့ရန်သူတက်မှတ်တာမဟုတ်ဘူးလက်ရှိချိန်မှာပြည်သူ့ရဲ့ရန်သူဒီစစ်ကောင်စီအဲ့ဒီစစ်ကောင်စီဖြစ်တဲ့ရန်သူနဲ့တွားပေါင်းတဲ့ပါတီအဖွဲ့အစည်းလူပုဂ္ဂိုလ်တွေပြည်သူ့ရဲ့ရန်သူပြည်သူ့ရန်သူဖြစ်တဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေပြတ်တက်တာအရေးကြီးပါမယ်ဒီကောင်တွေကဒီနေရာတွေ data တွေအလောက်ကိုင်းနေသူတို့ရဲ့နော်အခြေဆိုင်တဲ့နေရာတွေအားလုံးကိုတင်းချေချာစည်ရင်ပြုစုပေးမယ်ကော်မတီတရက်ကို NUG အပါအဝင်ဒီတိုင်းနဲ့လက်နက်ကိုင်တွေအားလုံးပူးပေါင်းပြီးဖွဲ့စည်းတဲ့နဲ့အဲ့ဒီကော်မတီကပြည့်စုံပေးတဲ့စစ်တမ်းတွေကိုတက်ဆိုင်ရဒေတာကာကွယ်တပ်ဖွဲ့တွေတော်လှန်ရေးအစုတွေအကုန်ဖြန့်ကျက်တယ် ဒါကြောင့်မလို့မင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲမှာတတိရှိတဲ့ကောင်ကြီးဝင်လာခဲ့အဲ့ဒီပုံစံမျိုးစနစ်တကျလုံရင်လုံမလုံပဲနဲ့ဗဇက်ကနေရွေးကောက်ပွဲလာငါတို့ကလက်မခံဘူးတွေ့ရရှိသေးတယ်ကျင်းမပေါ်တဲ့တွေ့တူမင်းဖြစ်ဘူးလေမဲမင်းအောင်နိုင်ကျင်းမမှာကတမန်တမက်ကြတဲ့ရွေးကောက်ပွဲကိုကျင်းမမှာမဟုတ်ဘူးလေမင်းအမေမဲထည့်ချင်တယ်မထည့်ချင်လေအခုအိမ်တော်သူဇာတ်လိုက်ကောက်ထားတယ်မလားအေးမောင်ကြီးမောင်လေးနော်ဥပြူနဲ့ဒေါ်ဒီတာဘလူတမီမလူသူတို့မှအကုန်ရှိတယ်မင်းအိမ်မှာခိုင်းနေတယ်မင်းရဲ့သူတို့ကိုအားပေးပါတယ်ဆိုတဲ့ထောက်ခံမဲကြီးကပါသွားမှာအဲအဲ့ဒီပုံစံတိုင်းသွားမှာ အဲ့တော့သူကသူကျင်းမရကျင်းမမကျင်းမနေငါတို့ကမဲမပေးဘူးလို့နေုံနဲ့အဲ့ဒီဟာဘာမှမဖြစ်တော့ဘူးမင်းတို့မင်းတို့မဲပေးခြင်းပေးမပေးခြင်းဒီစောက်ပြီးမဆိုင်မေးအောင်လိုက်ရချင်းချင်းဒီအစတည်းရွေးကောက်ပွဲဆိုတဲ့နာမည်ပဲလုတ်ပြတာဒီဟာသူတို့သူတို့အပေါ်အာဏာလုတ်ပြီးသားမင်းတို့မင်းတို့အာမပေးတဲ့တူနိုင်တယ်အာပေးတဲ့တူနိုင်တယ်မဲမထိုက်တဲ့တူနိုင်တယ်မဲထိုက်တဲ့တူနိုင်တယ်အဲ့ဒီလိုမျိုးလုတ်ဖို့ဟာနော်အဲ့လိုဟာမျိုးကိုရအောင်ဖြစ်နိုင်ပြက်နော်အခုဆိုရင်အဲဘောမန်တော်ပြီးသေးရွေးကောက်ပွဲကိုစဉ်းစားကြဖို့လို့ဘာလို့ညာလို့လုတ်လာကြပြီအဲမြောက်ပေးမယ်ပြီးလို့ရှိရင်မဟုတ်ကဟုတ်ကတည်းကပြောပြီးတော့ဇလန်းနဲ့ဆင်းမယ်ဒီရွေးကောက်ပွဲကိုပြည်သူတွေဝေဝါအောင်လုပ်မယ် ဒီလိုလက်ခံခြင်းအောင်ဟောက်လုံးတို့ဟဲ့ပြအောင်လုပ်မယ်မပူနဲ့သူတို့တွေမှာအကုန်ရှိပြီးသားအကုန်ပလန်တွေအဲ့ဒါတွေကဘယ်မှမထားပွားနေတာတခုမှမရှိဘူးနော်အကုန်လုံးပလန်နဲ့တွားနေကြတာခဏမယ်ဝါဒပြမယ့်ကိစ္စတွေနော်နောက်ပြီးလို့ရှိရင်ဘလို့လူမျိုးတွေကိုထုတ်တော့လာမအောင်ပြတယ်တီတူတွေနည်းနည်းလက်ခံယုံကြည်တော့တဲ့အစ်စ်လူမျိုးတွေကိုအချက်ခံတယ်အဲ့လူတွေကိုရွက်ကောက်ဝဲနဲ့ပတ်တက်လို့တီတူတွေလက်ခံခြင်းအောင်ဝေဝါးလောင်သူတို့တွေပြောခိုင်းတယ်စီယုံခိုင်းတယ်တိမ်တွင်းခိုင်းတယ်မိမျိုးစုံလာမှာမပူနဲ့အဲ့ဒါတွေကိုကျွန်တော်တို့ကပြည့်ပြည့်တတ်တတ်တုတ်ပြန်နိုင်တုတ်ပြန်မတုတ်ပြန်နိုင်တာနောက်ထပ်နှစ်ပေါင်း60အနည်းဆုံးကျင်းပြီအဲ့တော့နှစ်ပေါင်း60ဆိုတော့မြန်မာပြည်ပြောက်ပြီ လက်ရှိပွဲရှောင်းရင်နံပါတ်1မြစ်စုံကိုပေးရမယ်မြစ်စုံကိုပေးပြီဆိုတော့မြန်မာနိုင်ငံပြတ်ပြီပြီးလို့ရှိရင်တရုတ်စီမံကိန်းအာလုံးတရုတ်လက်ထက်အမယ်ပိုလန်မှာယူဖောက်ခွင့်ပေးလိုက်ရမယ်အဲ့ဒီပိုလန်မှာဖောက်ခွင့်ပေးလိုက်တာ ਨੇ တရုတ်ပိန်းတဲ့ချီမြန်မာနိုင်ငံနဲ့အကုန်ဝင်လာမှာပြီးလို့ရှိရင်ရှိတဲ့လုပ်ငန်းမှန်တယ်မြတ်တရုတ်တွေကတဖေးခံတယ်မြန်မာတွေကကြုံပြန်ခံရမယ်မယုံကြည့်လိုက်နောက်ဘာဖြစ်လာမလဲတဖေးဖေးနဲ့မြန်မာနိုင်ငံဆိုတော့ပျောက်ပြီးတော့တရုတ်နိုင်ငံဖြစ်လာမယုံရင်စောက်ကြည့်လိုက် နော်အဲ့တော့အင်အားစုတွေအနေနဲ့ပြောချင်တာကဒါတွေကပုံမြင်နေမဟုတ်ဖြစ်ကိုဖြစ်လာမယ့်အရာတွေအဲ့တော့ကျွန်တော်တို့ရှုံးလို့မဖြစ်ဘူးဆိုတာအဲ့ဒါပြောတာတိတ်နေတယ်ဒါကြောင့်မလို့စီလုံးပေးကြပါညှို့ပေးကြပါနော်အခု TNN နေနဲ့ KNY ဖြစ်နေတဲ့ပြဿနာမျိုးကလုံးဝအဘိတ်ပဲရှိဘူးနော်လက်ရှိအမြင်ကတော့ KNY ရဲ့ဒိတ်တွေကို TNN တွေတွားပြီးတော့ရိုက်ပုတ်တာတွေဖမ်းဆီးတာတွေထုနှိုက်တာတွေပဲမြင်ရတယ်ဒီလူတွေကဒါပေမဲ့ KNY က TNN ရဲ့မယ်မြေတွေကိုတွားလုတာလားခိတ်တွားထတာလားဒါဆိုရင်လည်းညှိနှိုင်းလို့ရတယ်လေရန်သူမမောက်တာဟဲ့ဒီကိုအားလုံးကညီကိုတွေဘာအကြောင်းနဲ့မှဖြစ်เสียအကြောင်းမျိုးဒီအချိန်မှာအချင်းချင်းတက်မှတ်ပြောင်းလဲတဲ့ကောင်အောက်တန်းစားလားချင်းချင်းလေးပဲ ။ဒါလောက်ရန်သူအရေးကြီးတဲ့အချိန်မှာအချင်းချင်းတနက်ပြောင်းလှည့်ပြီးဆိုတဲ့အဲ့ဒီကောင်ကတော်လိုင်းနမမဟုတ်အောက်တန်းသားအောက်တန်းသားတနက်ကိုင်ပဲ။ဒါကြောင့်မလို့ကိုကိုင်နားနဲ့လက်နဲ့ပြီးဘယ်ဘက်ကိုပြောင်းလှည့်ထားလဲဆိုတာအချိန်တိုင်းဒတိယလေးကိုအရေးကြီးတယ်။လက်နဲ့ကလူကိုစိတ်ကိုပြောင်းနေတယ်။ခါရရနဲ့ပြင်ဆိုလေးတစ်လောက်ထိလိုက်ပြီ။ညောင်တမ်းညောင်ကြွားကိုကိုဘာကောင်လို့လို့ညောင်ကောင်လို့လို့မဲ။အဲ့ဒါတလေးဆန်တော့အဲ့ဒါတလေးဆန်စိတ်ဝင်လာ။အဲ့ဒါကိုကိုကိုထိရမယ်။အော်ငါတလေးဆန်စိတ်ဝင်နေပါပြီလား။ဒါယူငါအားကုန်လို့မရဘူးငါလူစိတ်မွေးရမယ်ဆိုတဲ့အတိလေးကိုလက်ရှိအချိန်မှာလက်နှက်ကင်ထားတဲ့ကျွန်တော်ညီကိုဒီအားလုံးအတိပေးရှင်တယ်ကျွန်တော်ကိုယ်တိုင်ခံစားဖို့လို့ပြောတာ အဲ့ဒီ feeling ဒါကြောင့်မလို့ကျွန်တော်တို့တွေဒီပွဲကပေါ့လို့မရပါဘူးအင်မတန်အရေးကြီးတဲ့ပွဲပါနော်ဟာတာလုပ်နေလို့လည်းမရဘူးကျွန်တော်တို့တွေရီပါမြိုင်းငိုရတတ်လို့ခပ်ပေါ့ပေါ့နေမြဟာတာလုပ်နေလို့တစ်ချိန်တိုင်းအဲ့ဒီရဲ့တန်တွေကိုကျွန်တော်ကောင်းကောင်းခံစားရတယ်ဒါကြောင့်မလို့ရန်သူကိုရန်ကပြတ်ပေးကြပါအဲ့ဒီကဒီစက်ခွေးဂိတ်တိုက်ကနေပြီးတော့ ကျွန်တော်တို့ကောက်တားတယ်တားတယ်ကကျွန်တော်ကတမားကျွန်တော်နဲ့မရောက်ဘူးနော်အဲ့ကကတမားဆင်းသွားတယ်ဝဆင်းသွားပြီးတော့ကျွန်တော်ကိုလေးဖြတ်ထားတာသူ့အမအနဲ့သူ့ဒိုနဲ့ကအဲညဝတီမှာရှိနေတယ်အဲ့ဒါသူဆေးကူဖို့သွားတာပါဆူတူတယ်အဲ့ဒါကျွန်တော်ဆင်းခိုင်းတယ်လေဆင်းခိုင်းတော့ကျွန်တော်ဆင်းသွားတယ်မရဘူးတဲ့မင်းတို့ကောက်ဘူးမဟုတ်ပြန်လှည့်တယ်မဟုတ်ရင်ငါတို့ခံစားနေမှာနော်ဆိုတော့ဟာဒီမဟုတ်ဘူးလေဆရာကြီးကျွန်တော်ကနေပြီးဒီမှာလေးဖြတ်ထားတာလေဆိုကျွန်တော်လည်းပြောတဲ့ကောင်ပါအဲ့ဒါနဲ့ဒီကတမားကျွန်တော်ဒီလိုတင်ပေါ့ဘူးလို့လက်ကောက်တာကောင်နော်လက်ကောက်တော့အဲ့ဒီမှာလည်းကျွန်တော်ငွေပေါင်းမှပေးရတယ်အဲ့ဒီဂိတ်ကိုလည်းကျွန်တော်ပိတ်ဆံပေးရတယ်နောက်ပြီးတော့အဲ့ဒီဂိတ်ကိုလည်းနေနေကြိုးသွားပြတော့လေကျွန်တော်အဲ့ဒီမှာနေပြီးတိုင်ရင်သားနဲ့ကန်ကိုတိုင်ကျွန်တော်တော့နှံ မတော့ဘူးပြောတော့ဘူးအဲ့ဒီမှာလည်းကျွန်တော်ငွေနှစ်ပေါင်းပေးပြရတယ်ပေါ့နော်ဆိုတော့ဒီ land အစောက်လုံးမှာကျွန်တော်အနေပြီးတော့အငွေနှစ်သိန်းဒီဘက်ကကျွန်တော်ပေါင်းရတာပေါ့နော်အဲ့ဒီကမင်းမိပါပါကျွန်တော်ကတော့ရေဝရှင်းနေပါဟုတ်ကဲ့ပါအားလုံးပါလီစားပါအမျိုးတို့ကျွန်တော်ကတော့ကြိုးစုံနေပါခင်ဗျာဒီနေ့မှတော့စတိမြင်းဆောင်တွေရဲ့ဒုက္ခလိုပဲစုံလာဒီလိုမျိုးကျွန်တော်တို့ရခိုင်သူရခိုင်သားတွေရဲ့ကျွန်တော်တို့ပြည်တော်စုနိုင်ငံတွင်းထဲမှာရှိတဲ့ဒုက္ခတွေကိုကျွန်တော်တို့ပြန်ဆက်ပေးပါမယ် ဟုတ်ကဲ့ကျွန်တော်ကတော့ဘောနော်ဒီနေ့ဘောနော်ကျွန်တော်တင်ပြချင်တာကဘောနော်ဒီမှာကျွန်တော်တို့ဒီရခိုင်သူရခိုင်သားတွေဒုက္ခတွေဘောနော်ဒါကျွန်တော်တို့အာဘောနော်ဒီလက်ရှိဖြစ်ဖြစ်နေတဲ့အဖြစ်အပျက်ဘောနော်ဒါဒီစာရွက်လေးတွေဟာဒါဟာနေပြီးတော့ဒါကျွန်တော်တို့ဘယ်လောက်ထိကောင်းကြလာလဲဆိုတာကျွန်တော်ပြောပြပါမယ်ကျွန်တော်ထောင်ကဆက်လို့တဲ့အချိန်မှာဘောနော်ဟုတ်ပြီဟုတ်ကဲ့ကျွန်တော်တို့အခုကကျွန်တော်တို့ဒင်းတင်ဆက်မှုဆိုတာထက်ကျွန်တော်နိုင်ငံတွင်းထဲမှာတကယ်ကိုဒုက္ခရောက်ခဲ့တဲ့ကျွန်တော်တို့ရဲ့ပြည်သူ့ဘဝအရင်းသားတွေရဲ့အကြောင်းသိရမှာဖြစ်တယ်ဆိုတော့ ကျွန်တော်ရဲ့တရားမှုကခုလိုပဲစာစာလန်ပြည်စုံစွာနဲ့အချက်လက်တွေနဲ့သက်သေနေကွာတိစပေးတာကဒီကျွန်တော်တို့အာနာရှင်ဒါဖက်စစ်တက်ရဲ့ဒါရုံမှမှုတွေပြီးတော့သူတို့ရဲ့ငွေကြေးဒါကောင်းမှုဖြတ်မှုတွေကျွန်တော်တို့ပြည်သူကိုဘယ်လောက်ထိဖိနှိပ်ခဲ့လဲဆိုတဲ့အကြောင်းမျိုးမှတ်တမ်းအနေနဲ့ကျွန်တော်တို့တရားမှာဖြစ်ပါတယ်ဟုတ်ပြီဗျဘယ်လိုမျိုးဒုက္ခတွေရောက်ခဲ့လေကျွန်တော်တို့ထောင်ကနေပြီးတော့အဲထွက်တဲ့အချိန်နောက်ပိုင်းတွေပြီးတော့အနေထိုင်ခွင့်ပြီးတော့ခရီးသွားလာခွင့် ပြီးတော့ဘယ်လိုပြောမလဲနော်ရခိုင်သားတယောက်စတစ်မြေဆောင်မှတ်ပုံတွေကင်ထားတဲ့လူတယောက်ရဲ့ဒုက္ခတွေတောကတွေဟိုညားခဲ့တဲ့အကြောင်း ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီ risk အချောက်ကနေပြီးတော့ကျွန်တော်နှစ်ရက်ပြင်တဲ့နေ့မှာကျွန်တော်ပြန်လောက်လာတဲ့ရှင်မှာကျွန်တော်ကကျွန်တော်မေးတယ်မေးဘေးသွားမှာလဲဆိုကျွန်တော်ကတော့အဲကျွန်တော်ရန်ကုန်သွားမယ်လို့ပြောတဲ့ခါမှာရန်ကုန်ကိုသွားဖို့အတွက်ဘာကျွန်တော်တို့တို့ဘာမှလည်းမလုပ်ပေးဘူးဒါပေမဲ့ကျွန်တော်ဒီထောင်ထွက်လက်မှတ်နဲ့သွားလို့ရှိရင်လည်းကျွန်တော်လမ်းမှာဖန်ဆီဆက်ဆက်ခံရမှာကြောက်တဲ့တွေ့ကြပေါ့နော်ကျွန်တော်အဲ့ဒီမှာနေပြီးတော့ဒီလက်ရှိပတ်သိမ်းမျိုးပေါ့နော်ဒီပတ်သိမ်းမျိုးကျွန်တော်ဒီဆေးခန်းကိုကျွန်တော်အရင်သွားလိုက်ရပါတယ်ခင်ဗျာဘာလို့ဆိုတော့ဒီဆေးဆောက်အုပ်လို့ခုတ်ပေးပေါ့နော်အဲ့ကဒီဆေးဆောက်အုပ်ကိုကျွန်တော်သွားလုပ်ရတယ်အဲဒီလိုသွားလုပ်တဲ့ခါမှာကျွန်တော်မှဆေးအောင်မှပြပြီးတော့ပေါ့နော်ဒီဆေးဆောက်အုပ်ကျွန်တော်သွားလုပ်တယ်အဲပြီးတဲ့ခါ ာဒီဆေးအောင်ကနေပြီးတော့ကျွန်တော်တို့ပြထွက်လာတဲ့ခါမှာအာကျွန်တော်အဲ့ဒီမှာဒီလက်ရှိနေပြီးတော့ပသိမ်မြို့ကနေပြီးတော့ပေါ့နော်ရန်ကောင်မြို့ကိုသွားတဲ့လမ်းတွေမှာ guide တွေမှာအာကျွန်တော်ကတော့အဲ့ဒီမှာအစစ်စစ်ခန်းမှာကြောက်လို့ပေါ့နော်အဲ့ဒီမှာဒီဆေးလက်မှတ်တွေကိုကျွန်တော်ယူသွားရတယ်အဲ့ဒါကျွန်တော်မင်းဘာလို့ပို့သွားတာလို့မေးတဲ့ခါကျွန်တော်ကနေပြီးတော့အာပေါ့နော်ဒီကျွန်တော်ကြက်မိုင်းမကောင်းတော့အခုလိုလေးဖြတ်ထားလိုက်တော့ကျွန်တော်ဆေးကူးသွားတာပါဆိုလို့ပြောရတယ်ပြောတဲ့ခါမှာပသိမ်မြို့ရဲ့ထောက်ခံတာဘာလားလို့ကျွန်တော်မေးတယ်မေးတဲ့ခါကျွန်တော်ပသိမ်မြို့ထောက်ခံတာတော့ကျွန်တော်ယူမလာမိဘူးဒါပေမဲ့ကျွန်တော်ကနေတာကတော့ပသိမ်မြို့နေမှာပဲနေတာဆိုပြီးအဲ့ဒီမှာကျွန်တော်တို့ကတော့နောက်တစ်ခုရှိတယ်ဗျာဆိုတော့ ကျွန်တော်တို့ကပြည်အောင်စုပွားတိုင်းရင်းသားညီကောင်မောင်မတွေဟုတ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံတွင်းထဲမှာအာကျွန်တော်တို့မြန်မာနိုင်ငံသားမှတ်ပုံတွေကန်ဆောင်ထားတဲ့ကျွန်တော်တို့အာသူတွေဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံသားမှတ်ပုံတွင်တရားဝင်ကန်ဆောင်ထားတဲ့သူကမြန်မာနိုင်ငံတွင်းထဲမှာသွားလာဖို့ကို ထောက်ခံစားထောက်ခံချက်အမျိုးမျိုးနဲ့တွာလာရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒါကကျွန်တော်ကပေါ့နော်ဒီပေါ့နော်ရန်ကုန်မြို့ကိုကျွန်တော် ရောက်တယ်အဲ့ဒါကရန်ကုန်မြို့ရောက်တဲ့ခါမှာဒီပေါ့နော်ရန်ကုန်မြို့မှာကျွန်တော်ဒီမှာရက်ွက်တစ်ခွက်ပေါ့နော်အဲ့ဒီရက်ွက်တစ်ခွက်မှာကျွန်တော်တွာနေရတယ်နေပြီးတဲ့ခါမှာကျွန်တော်ဒီပြီးတော့ဒီဖက်မစ်ပေါ့နော်ဒီကျွန်တော်လွတ်မြောက်နေမျိုးပေါ့နော်လာဖို့အတွက်အဲကျွန်တော်ဒီမှာခရီးသွားလာခွင့်ကျွန်တော်အဲ့ဒီမှာကားကိတ်တွေလက်ရှိတဲ့ခါမှာကားကိတ်ကဘာပြောလဲဆိုတော့စတင်မြင်းဆောင်တွေကိုမတင်နိုင်ဘူးပေါ့နော်စတင်မြင်းဆောင်တွေတင်ခွက်တရားဝင်ပိုက်ပင်ထားပါတယ်ဆိုပြီးတော့အဲ့လိုပြောပါတယ်လေအဲ့ဒီကစတင်မြင်းဆောင်စတင်မြင်းဆောင်တွေပိုက်ပင်ထားတာဒါခရီးသွားလာတဲ့ပိ ပင်ထားတယ်စတိတ်အရင်းဆုံးကကျွန်တော်တို့အဲဒါဝီပီဘတ်စတရီအစ်ဖက်တရီစီလိုမရဘူးเนาะဘေးဆိုတော့ပို့ဆိုရတယ်ဆိုတော့စတိတ်အရင်းဆုံးကိုပိတ်ပင်ရခြင်းကျွန်တော်ရဲ့ဗီဒီယိုချင်းတွေထောက်ပြပါမယ်เนาะပြီးသားလောက်ကနေအခုလိုမျိုးဝီပီကားတွေပိတ်ပင်ရခြင်းဘာကြောင့်လဲဆိုတာကိုအမမရေးမိခဲ့ပါရိုက်ကန်တို့တော့ကြောက်ဟုတ်ပါဘူးအဲ့ဒါကကျွန်တော်အဲ့ဒါပေါ့เนาะအဲ့ဒီမှာနေတဲ့ခါမှာဒီပို့စတိတ်အရင်းဆုံးကိုတွားလို့မရဘူးဒါပေမဲ့ ရန်ကောင်မှာနေတဲ့ဘောနော်အထောက်ခံစာရခဲ့မယ်ဆိုလို့ရှိရင်တော့အာဘောနော်အာဘောနော်အဲ့ဒါတော့မဘောနော်ကိုယ့်အကကိုကျွန်တော်တို့တော့မတင်ရေးဘူးဒါပေမဲ့ကိုယ့်အကကိုကာဆင်လုံးကြုတ်ငှားပြီးတော့ဘောနော်ကာဆင်လုံးငှားပြီးတွားရတယ်ဆိုတော့တွားလို့ရပါတယ်တဲ့ဒါပေမဲ့ရန်ကောင်မှာထောက်ခံစာတော့ပါဖို့လိုတာဘောနော်ဆိုတော့အဲ့ခါကျွန်တော်အဲ့ဒါနဲ့ရန်ကောင်မှာကျွန်တော်ရက်ခွက်တစ်ခုမှာကျွန်တော်အိမ်ခန်းငှားပြီးတော့နေတယ်အဲ့ဒီအိမ်ခန်းငှားနေပြီးတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ဒီဘောနော်ဒီရက်ခွက်အုပ်ချုပ်ရေးမွေးထောက်ခံစာဘောရန်ကောင်မှာနေထိုင်ကြောင်းဒီထောက်ပါစားလေးကိုကျွန်တော်တွားလုပ်တယ်ဒီထောက်ပါစားတွားလုပ်ဖို့အတွက်ကျွန်တော်ဘယ်လောက်ပေးရလဲဆိုတော့ငွေ2သိန်းတိတိပေးရပါတယ်မြန်မာငွေ7သိန်းပေးရတယ်ဟုတ်ကဲ့ဒီထောက်ပါစားဒီစကူစာရုံလေးဆိုတော့အဲ့ဒီ ်စက်ကူစာရွက်လေးကပုံမှန်အတိုင်းဆိုတော့တန်ဖိုးမရှိဘူးလို့ကျွန်တော်တို့မြင်ရပါမယ်ဒီစက်ကူစာရွက်ထွေးမှာကျွန်တော်တို့ဒစိတ်တုံးလေးပါတယ်အဲ့ဒီဒစိတ်တုံးကဒါကျွန်တော်တို့ရက်ွက်အုတ်ချုပ်ရေးမှုဆိုတဲ့ဒစိတ်တုံးလေးနဲ့ပြီးတော့ရက်ွက်အုတ်ချုပ်ရေးမှုဆိုတဲ့အောက်မှာရှိတဲ့လက်မှတ်လေးနဲ့အဲ့ဒီအတွက် သိမ်းပေးရတယ်ဒါအုပ်ချုပ်ရေးမှုတစ်ခုအုပ်ချုပ်ရေးမှုတစ်ခုလည်းပေးရအောင်နော်ဟုတ်ဟုတ်ပါတယ်အဲ့ဒီမှာအုပ်ချုပ်ရေးမှုဒါတစ်ခုလည်းပေးရတာမဟုတ်ဘူးအဲ့ဒီအုပ်ချုပ်ရေးမှုကိုအဲ့ဒီအဲ့ဒီမှာကျွန်တော်တို့မှာဘီယာဆိုင်ကိုခုတ်ပြီးတော့ဘီယာပါတိုက်ရသေးတယ်ဗျနော်တိုက်ရတယ်ပိုက်ဆံလေးပေးရသေးတယ်ဟုတ်ပြီဟုတ်ပါဘူးဟုတ်ပြီဆိုတော့ခိုင်ပါနေပြီနော်ဒါခိုင်ပါနေပြီဆိုတော့အခုအုပ်ချုပ်ရေးမှုကိုလည်းဘီယာတိုက်ခဲ့ရသေးတယ်ဟာဟာဟုတ်ပါတယ်အာကျွန်တော်တို့ကြောင့်လေဟိုကျွန်တော်တို့ဒီလူငယ်ရုံမုန်းနေမှာဆိုရင်စကားစမှတ်လေးရှိအဲ့ဒါပါလို့ဆိုစာပေကြီးဟုတ်တယ်စာပေကြီးစာပေကြီးအဲ့ဒီကဘုနော်နောက်တစ်ခုကြားတဲ့ခါကျတော့ဒီကဒီကကြားတဲ့ခါရေစကန်ထောက်ခံတာဗောနော်ဒါရေစကန်ထောက်ခံတာဒါကျွန်တော်အဲ့ဒီမှာဒီလက်ရှိနေထောက်ကြံ့ အာဘောနဒါတော့ကျွန်တော်ပြောလို့ရတယ်အဲ့မှာဒီထောက်ချန်နေနေရစ်ကန်ပေါ့နော်အဲ့ထောက်ချန်နေနေရစ်ကန်ကရစ်ကန်ထပ်မှာဖြစ်တယ်ဒါကကျွန်တော်ဒီထောက်ခံစားတစုံရဖို့အတွက်ကိုကျွန်တော်ဘယ်သူရင်းရလဲဆိုတော့ကဒီကျွန်တော်ရဲ့တငယ်ချင်းတယောက်ပေါ့နော်ကျွန်တော်အသိမိုက်ဆွေတယောက်ကိုကျွန်တော်အကူအညီတောင်းရတယ်ဒါတော့အဲ့ဒီအဲ့ဒီအကူအညီတောင်းဖို့အတွက်ကိုကျွန်တော်ဘယ်လောက်ပြောစားရလဲဆိုလို့ရှိရင်ကျွန်တော်ကထောင်ကနေပြီးတော့ဒီထောင်ကနေပြီးလေးနေမှာလုတ်တယ်၆နေမှာရစ်ကန်အလျှောက်နဲ့ပြန်လုတ်တယ်အဲ့ဒီကျွန်တော်9ရက်8နေမှာကျွန်တော်ရန်ကုန်ရောက်တယ် ရှေ့နေ့မှာရန်ကုန်ရောက်တော့ကျွန်တော်အဲ့ဒီမှာနေပြီးတော့ဒီဘောနော်၉ရက်နေ့မှာကျွန်တော်အဲ့ဒီမှာစပြီးတော့အခန်းငါးပြီးတော့ကျွန်တော်နေတယ်နေပြီးတော့အဲ့ဒီမှာနေပြီးတော့ဒီဒီထောက်ခံစာတွေရဖို့အတွက်ကိုကျွန်တော်စူးစမ်းနေရတာပေါ့နော်ဒီလိုစူးစမ်းတဲ့ခါမှာဒီလက်ရှိနေပြီးတော့ဒီလက်ရှိရေစကန်ထောက်ခံစာဆိုတဲ့ဟာလေးကိုပေါ့နော်ဒါရဖို့အတွက်ကိုကျွန်တော်မနေ့စူးစမ်းရတယ်ပေါ့နော်ဘယ်လိုစူးစမ်းရလဲဆိုတော့အဲ့ဒီရေစကန်ထောက်ခံစာလုတ်ပေးတဲ့အပူကြီးတယောက်ကိုပေါ့နော်သူ့ကိုသူ့ကိုကျွန်တော်ဘီယာစိုင်မှာနေတိုင်းနေတိုင်းကျွန်တော်ဘီယာသွားတက်ရတယ်ပေါ့နော်နေတိုင်းနေတိုင်းကျွန်တော်ကျွန်တော်ဘီယာတက်ရတယ်သူ့ကိုကျွန်တော်ပေါ့နော်အာကိုအမျိုးမျိုးတောင်းပန်ရတာပေါ့နော်အမျိုးမျိုးပြောပြရတာပေါ့ဒါပေမဲ့သူ့လုတ်ပြတဲ့ကျေးဇူးတင်ပါလေဒါပေမဲ့ဒီထောက်ခံစာလေးပုံစံရဖို့တော့ဘလောက်တောင်းလဲဆိုတော့ငွေနှစ်သိန်းတောင်းလိုက်ဒါအဲ့ဒါဒီနှစ်သိန်းကတော့တကယ်ပေးရတာဘာကြောင့်လဲဆိုတော့အဲ့ဒီနေ့က နောက်ဆုံးနေ့မှာကျွန်တော်လုတ်ပေးမယ်ဘုနာမနေ့ပြန်မိုးလင်းမနေ့ပြန်မနေ့လုတ်ပေးမယ်ဆိုရင်ဒီနေ့လိုနေ့မှာအဲ့ဒီနေထိုင်တွေရောက်ရဲကျွန်တော်ရဲ့အဲ့ဒီအပူကြီးရဲ့ပေါ့ဒီထပ်ပါသားလုတ်ပေးမယ်အပူကြီးပေါ့နော်အဲ့ကျွန်တော်အဲ့ဒီမှာလည်းဘေးကဆင်မခံကြရတယ်အဲ့ဒီနေ့ကလည်းကျွန်တော်ငွေတပိတ်ကြောက်တယ်ရှင်းလိုက်ရတယ်နော်အဲ့ဒါမျိုးတော့အဲ့ကတူလည်းငွေတပိတ်ကြောက်လိုက်ရတယ်နော်စင်ဘိုးရောချုံဘိုးရောတို့လည်းဆိုတော့ဒါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရဲကျွန်တော်ရဲ့ဓမ္မပတ်တော်သားတွေအားလုံးနော်ဆိုတော့ဒီ yes scan ကျွန်တော်မြန်မာနိုင်ငံရဲ့တက်ဖွဲ့စိတ်တုံးပါဒါကိုကျွန်တော်တို့လုတ်ချံခံနေကြတာမဟုတ်ဘူးဆိုတော့ကျွန်တော်နည်းနည်းလေးဖတ်ပြလိုက်မယ် yes scan နဲ့ပတ်သက်တဲ့နော် ဟုတ်ပါဘူးကြီးအမေလေးပေါ်တယ်လားဖတ်ပြတယ်နော်ဟုတ်ကဲ့ကျွန်တော်ဖတ်ပြပါဦးနော်ပြမှုကင်းချင်းကြောင့် overall ထောက်ကျန့်နေနေရစ်ကမင်္ဂလာတော်ညနေမင်္ဂလာတော်ခရက်ခေတ်ရန်ကရန်ကောင်တိုင်းဒေသကြီးစာအမှတ်136ရှောက်9ရှောက်မြင်းစော်230ဦးလေးရစ်ဆွေ2025ဇန်နဝါရီလ15ရက်အကျွန်တော်ဟာနေပြီးတော့ဒီပုံနဲ့ဒီဟာလေးကိုမဖတ်ပြတယ်မှာဇန်နဝါရီလ15ရက်နော်ဒါကျွန်တော်ဟာနေပြီးတော့6ရက်နေ့ကနေဒီအဲအသိနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနေပြီးတော့6ရက်လောက်မှာရန်ကောင်ရောက်တာကိုရှင်းနေလောက်မှာရန်ကောင်ရောက်ပြီးတော့ကျွန်တော်ဒါအဲ့လို6ရက်10ရက်လောက်မှာဒီ15ရက်နဲ့ဒီ10ရက်ကြာတော့9ရက်လောက်မှာကျွန်တော်ပိုက်ဆံနေကောင်တက်ခံရတယ် ဲ့တော့ဒီ15ရက်နဲ့ရောက်ဖို့အတွက်ကိုပေါ့နော်ပိုက်ဆံကောင်ရခံရတယ်ဟုတ်အဲ့တော့ဒီမှာကျွန်တော်ဖတ်ကြပါမယ်နော်ပြည်မှုကင်းချင်းကြောင်းထောက်ခံချက်မင်္ဂလာတောင်မြို့နယ်ထောက်ကျမ်းမြို့မြောက်ပိုင်းရက်ွက်ကြေးွာဒါတော့ဒီလက်ရှိအုပ်စုလိုထားလိုက်ပါတော့လမ်းအမှတ်နဲ့အဲဘာဥလူလာပေါ့နော်ကျွန်တော်အဖေနာမည်ဥလူလာဖြစ်တယ်ဥလူလိုက်သားကျော်စိုးနဲ့မက်ပေါက်တဲမက်စတဲ့မြင်းဆောင်တက္ကနနိုင်3ည8ခွန်99လေးကိုက်ဆောင်သူသည်ဒီရစ်ကန်ချီမှတ်တမ်းများအရာပြမှုကေရှင်းသူတို့အဖြစ်ကြောင့်ထောက်ခံအပ်ပါသည်ထောက်ခံစာသည့်ဒီရစ်ကန်ရဲ့စနစ်တကျမှတ်တမ်းရေးသွင်းထားရှိပြီး ထုတ်ဝေပေးထားခြင်းဖြစ်ကြောင်းနဲ့ဒစိတ်တောင်းများလက်မှတ်များပုံစံများပွဲလွဲပါကမမှန်မကန်ပြုလုပ်ထားပြုလုပ်လာခြင်းဖြစ်ကြောင်းသိရှိစေရနဲ့ဒစိတ်တောင်းမိတူပုံစံနဲ့အတူပုံစံပြုလုပ်သူအမှတ်သင်္ကြန်ထက်သွင်းထားရှိပါသည်အဲ့တော့သူတို့ရေးထားတာအလောက်လျှောက်ရအတက်တာဖြစ်ပြီးမြေတိမှတ်ချက်များရေးသွင်းခြင်းမပြုရစခန်းမှုဆိုပြီးတော့ထောက်ကြံ့နေရေးစခန်းဆိုပြီးတော့ကျွန်တော်တို့ရေးထားတာရှိရပါတယ်ဒီမှာသူရေးထားတဲ့ပုံစံရဆိုရင်ကျွန်တော်တို့ဒါ ၎င်းတော့ကစားသည်ရစကန်တို့စနစ်ချမှတ်တမ်းတင်ရေတထားရှိပြီးတော့ထုတ်ပေးထားခြင်းဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ပဲစိတ်ဝင်စားဖို့အရင်ကောင်းတယ်ပဲအဲ့တော့ဒါသူတို့ရဲ့ဒါဒီမှာထည့်သွင်းထားတဲ့အချက်လက်ရဆိုရင်ကျွန်တော်တို့ဒါပြည်သူတွေစီကစနစ်တကျဒါငွေကြေးလိမ်လည်စနစ်တကျခေါင်းပုံဖြတ်စနစ်တကျလက်ပေးလက်ယူလုပ်ခဲ့လေဆိုတာကိုမှတ်တမ်းတင်ရေးသွင်းထားပြီး ဖြစ်တယ်ဟုတ်ပါဘူးအဲ့ဒါနောက်တစ်ခုပေါ့နော်ဒါကကြတော့ခါဒီထောက်ပံ့စာရဖို့အတွက်ကိုဒီရက်ွက်ထောက်ပံ့ဒီ က်ခွက်ပေါ့နော်အမှန်တကယ်နေထိုင်ဒါအမှန်တကယ်ကျွန်တော်နေတာမဟုတ်ဘူးဒါပေမဲ့ဒီကအမှန်တကယ်နေထိုင်ကြောင်းထောက်ပါစားလေးပေါ့နော်ဒါလေးကိုလည်းကျွန်တော်နည်းနည်းလေးနည်းနည်းဖတ်ပြပေးလိုက်နော်အဲရက်ခွက်အုပ်ချုပ်ရေးမှုရောထောက်ချက်မြောက်ပိုင်းရက်ခွက်မင်္ဂလာတောင်မြို့နယ်စာအမှတ်698မပရက်ကအား20ရက်စွေ2025ဇန်နဝါရီလ15ရက်ပေါ့နော်ဒါတပြိုင်တည်းရလာတာဖြစ်တယ်ပေါ့နော်ဒီစာရွက်တွေကိုကျွန်တော်နေပြီးတော့ဒီ6ရက်9ရက်လောက်ကြာပြီးစူးစမ်းလာခဲ့တာ15ရက်နေမှာကျွန်တော်ရခဲ့တယ်ပေါ့နော်ဒါငွေလေအဲငွေဒါအနည်းဆုံးလာကျွန်တော်မကောင်းဘူးဆိုရင်8သိန်း7သိန်းလေးပေါ့လောက်ကျွန်တော်ပေါင်ကြသွားတယ်ပေါ့နော်အဲ့တော့ဒီမှာဒီမှာရတဲ့ထောက်ခံချက်မင်္ဂလာတောင်မြို့နယ်ပေါ့နော်ဒီရက်ခွက်တော့ကျွန်တော်မပြောတော့ ဘူးအဲ့မှာဘဘဥဘာဘာအဲ့မှာနေထိုင်တော့အိမ်အမှတ်ကွက်လက်တွေနေထိုင်တော့ကြိုးစိုးလဲဘဥလူလနိုင်ငံသားစစ်စစ်ရဲ့ကက်ပြအမှတ်၁၁မြင်းဆောင်တပ်ကနာနိုင်တုံညာရှိကုန်ကိုကိုလေးကိုက်ဆုံသူတို့အထက်ပေါ်ပြပါလိုက်စာတွေနေထိုင်လည်းရရှိကြနေထိုင်ကြောက်ရက်ွက်အုပ်ချုပ်ရမှုဆိုပြီးတော့ဘောနဒီမှာကျွန်တော်တို့ရေးရတာရေးရတာရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဘောနဒီဟာလေးဘောနဒါ ဒီမြန်မာနိုင်ငံသားဖြစ်ပါလျက်နဲ့ကျတိုင်းရင်းသားဒီရခိုင်လူမျိုးတယောက်ကြောင့်ပေါ့နော်ဒီမြန်မာနိုင်ငံသားဖြစ်ပါလျက်နဲ့ဒီစစ်တေးချင်းဆောင်လေးမှတ်ပုံတင်လေးကိုကန်ထားတာလေးတစ်ခုတည်းနဲ့ခရီးသွားလာခွင့်မှာကျွန်တော်ဒီလောက်ထိငွေကောင်းကြေးကြတယ်အများကြီးကောင်းကြပြန်ပြီးတော့လာရတယ်ပေါ့နော်အဲ့ဒါအရင်ရင်နာဖို့ကောင်းတဲ့ဖြစ်ရတစ်ခုပေါ့နော်ဟုတ်ပါတယ် ကျွန်တော်တို့နိုင်ငံကျွန်းထဲမှာတတန်း50သောပြည်သူတွေပေါ့နော်တိုင်းသားတွေအားလုံးစပေါင်းနေတိုင်းကြတယ်ဆိုတော့ကျွန်တော်တို့ရဲ့တိုင်းသားတွေဒါဘလောက်တောင်းလဲအာဒါလက်ပြီးလက်ယူမှုတွေငွေကြေးကျွန်တော်တို့ဒါကောင်းမွန်ဖြတ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတာတွေကိုကျွန်တော်မှတ်စာဖို့တော့ခက်ပါတယ်ဆိုတော့ဒီအချက်လက်ပါအစားရက်တွေဟာပုံမှန်နဲ့ကြည့်မယ်ဆိုရင်တော့စက္ကူတက်တက်သာဖြစ်ပါတယ်ဒါပေမဲ့ဒါတွေကကျွန်တော်တို့ဝေပေးချေမှုလက်ခံထားတဲ့ကျွန်တော်တို့ဒါစနစ်ပေါ့ဘောင်ချာလို့ပေါ့နော်ဘောင်ချာလေးဆိုတော့ တဖက်ကလက်ရှိပေါ်တော့တို့ဒါအုတ်ချုပ်ချင်ပါလေဆိုတဲ့အာနာရှင်ဟာကျွန်တော်တို့ပြည်သူတွေစီမှာခုလိုမျိုးငွေတွေကိုထုတ်ယူဒါတောင်းရင်စားတော့နေတာကိုကျွန်တော်ပြရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြည်သူကိုတို့က ATM ဆက်လို့မြန်သဘောထားတာလားမသိဘူးဟုတ်တယ်ဟို ATM ဆက်ဆိုတာထက်ပေါ်တော့ဒီကျွန်တော်ကပြောချင်တာပါလေဆိုတော့ကျွန်တော်ကို ပြမှုကင်းရှင်းကြောင်းဆိုတော့ဗောနော်ကျွန်တော်တဘာကိုတော့ပြီးပေးပြီလို့ဒီစာအုပ်ဒီစာအုပ်ဒီစာရုပ်ကိုရတဲ့နေရကျွန်တော်အသေးစားလေးဖတ်ကြည့်လို့ဗောနော်ဟုတ်တယ်အဲ့တော့ဗျာကျွန်တော်တို့ကလက်ရှိပါလဲဆိုတော့ကပြမှုကင်းရှင်းကြောင်းဆိုတော့အကျွန်တော်ကလည်းအပြစ်အဝါဖို့ဘယ်လိုခေါ်ခိုးလဲအပြစ်ဗောနော်အပြစ်မရှိတဲ့ဟိုဘယ်လိုခေါ်လဲအပြစ်မရှိတဲ့လူကအပြစ်ရှိတဲ့လူစီမှာကျွန်တော်ဖတ်ခံတော့လောက်ရတယ်ဗောနော်အဲ့တော့ဘွားမအရှင်နေတာအပြစ်မရှိတဲ့လူအပြစ်ရှိတဲ့လူစီမှာဖတ်ခံတော့လောက်ရတယ်တို့ကပြောအပြစ်မရှိကြောင်းပြန်ကြည့်အပြစ်မရှိတာဖတ်ခံရေးပြည်တယ်ဆိုတော့အရင်ရင်နာတယ်ဗောနော်ဟုတ်တာအပြစ်မရှိကြောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြေဆုံးပြောချင်တာကကျွန်တော်တို့နိုင်ငံကျွန်တော်နိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့နော်အပြစ်မှုမျိုးစ းစုကောင်းတဲ့မျိုးစုပုံမှန်မျိုးစုနဲ့ကျွန်တော်တို့ဆဆွဲခံရတဲ့သူတွေဟာတကယ်တမ်းတော့ဒါဟာကျွန်တော်တို့ဒါအပြစ်ရှိတဲ့သူတွေကြီးတက်တက်ဆိုတာကိုကျွန်တော်တို့အားလုံးသိရှိလက်ခံထားပါတယ်။အဲကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်မျိုးပါပြည်သူဒါမှမဟုတ်တော့အသားတွေလေးအားလုံးနဲ့ဒါကိုလက်ခံမယ်လို့ကျွန်တော်လည်းယုံကြည်တယ်။ဘာကြောင့်ဆိုတော့နိုင်ငံရေးဆိုတာကပြစ်မှုမဟုတ်ဘူး။ဟုတ်ပါတယ်။နော်။အာရှနိုင်ငံတွေမှာပဲဒါကသူတွေရဲ့ note ထွက်ဥပဒေတွေပေါ့နော်။ပြီးတော့ဒီနိုင်ငံရေးသမားတွေကိုနှပေါင်းများစွာဖိနှိပ်ခဲ့တယ်။ပြီးတော့နိုင်ငံရေးမလုပ်ရဲအောင် ခွင့်လိုက်တာလုပ်ပြနေကြတယ်ဘယ်တော့ကျွန်တော်ရဲ့ mindset ကျွန်တော်ရဲ့အနာဂတ်တွေကိုပါနိုင်ငံရေးဆိုတဲ့အတန်မျိုးမကြားရအောင်เนาะဆိုတော့တရားတွေကနေပြီးတော့ကျွန်တော်အားလုံးပေါက်ဖတ်ဖို့လဲလိုပါတယ်ဟုတ်ပြီဒါတွေကတော့ခုနကပြောကိုကြေးများစွာနဲ့ကိုကြားခံပြီးတော့နေထိုင်သွားလာဖို့အတွက်လုပ်ချင်ဖန်တီးရအောင်เนาะဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုခက်ခဲတွေကြုံနေသေးလဲကျွန်တော်အခက်အခဲကြုံရတယ်ကျွန်တော်ဒီစာရွက်တွေရလာပြီရလာတဲ့အခါကျွန်တော်ကော်ဖီကိုသွားတာပေါ့เนาะ တွားပြီးတွားတဲ့ခါကျွန်တော်ကိုသူကကြည့်လိုက်တယ်နောက်ပြီးကျွန်တော်မှတ်ပုံလေးပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်မှတ်ပုံလေးပါပေမဲ့ကျွန်တော်ကကြည့်လိုက်တယ်ကြည့်လိုက်တဲ့ခါဒါဆိုလို့ရှိရင်စက်တင်ဘာလဆိုလို့ရှိရင်တော့မတင်နိုင်ဘူးပေါ့နော်ကာသမားတိုင်းဒီကျွန်တော်တို့ဒီဒီလက်ရှိလို့အောင်မင်္ဂလာအဝေးပြေကားဂိုက်တစ်ခုလုံးကျွန်တော်အားလုံးတက်ဆိုင်ကအဝေးပြေကားဂိုက်တစ်ခုလုံးကျွန်တော်နှက်ဆက်ခဲ့ပါတော့တို့အာနာရှင်ကိုကြောက်နေတာဒါတော့လူတယောက်ကိုမြောက်ဝတီနဲ့ပေါ့နော်မြောက်ဝတီနဲ့ရံကောင်နဲ့တသိန်းနဲ့မတော့လို့ရှိတယ်ဆိုတော့ကျွန်တော်ကကြာတော့သူတို့ကားထဲလိုက်မယ်ဆိုတော့၃ဘိန်းပဲပေးရမယ်။ဟာ BBI ဒီကကြော်ပါပြီ။အဲ့ဒါစကြော်။မစကြော်တော့အဲ့ဒါ၃ဘိန်းပဲပေးရမယ်ဆိုတော့โอเคဒါဆိုကျွန်တော်ပေးမယ်၃ဘိန်းပဲမဟုတ်ဘူးခင်ဗျာတိတ်လောက်ပေးမယ်။ ဒါပေမဲ့အဲ့ဒီမှာကျွန်တော်ဘာကိုစဉ်းစားလိုက်လဲဆိုတော့ကဒီသုံးသိန်းခွဲပေးမယ်ဆိုလူတွေနဲ့အများကြီးလိုက်ရတယ်ဗျာအဲ့ဒါကျွန်တော်ကောင်းမှလိုက်ဆိုကျွန်တော်ကောင်းမှပို့စုံစမ်းလိုက်တဲ့ကကျွန်တော်ငွေ၅သိန်းခွဲနဲ့ကျွန်တော်ကားတစ်စီးလုံးကိုစဉ်းလုံးကျုပ်ပို့ပေါ့နော်ကောင်းမှလာခဲ့တယ်ပေါ့နော်အဲ့ဒါကျွန်တော်စီမှာဒီမန်ဒီဘက်ပုံလေးလေးပြီပေါ့နော်ကျွန်တော်တည်းကကားမှပြီးတော့ဒီကားစဉ်းလုံးကျုပ်မှပြီးတော့တယောက်ဖြစ်လာခဲ့တယ်အဲ့ဒီကဒီကျွန်တော်တို့ဒီဘာလဲဒီဖတောင်းတရလမ်းပိုင်းတွေမှာလမ်းပိုင်းတွေမှာအဲ့ဒီမှာကျွန်တော်ဒီဘကိုးတိုင်းအထက်ပေါ့ဗျာဒီဘကိုးတိုင်းအထက်မှာတော့ဘာမှမဖြစ်ခဲ့ဘူးအဲ့ကျွန်တော်တို့ဘယ်လောက်ဆိုညာဖက်အာငါ၄နိုင်လောက်ဖြစ်မယ်လေ၄နိုင်လောက်မှအဲ့ဒီဘကိုးတိုင်းချက်တယ် ကျတော့ကျွန်တော်ညဖက်9နာရီလောက်မှာဖြစ်မှတယ်နော်6နာရီ9နာရီလောက်မှာအဲ့ဒီမှာနေလို့ကျွန်တော်ဒီအာစက်တောင်းမြို့ကိုရောက်တယ်အဲ့ကစက်တောင်းမြို့အဝင်လေးမှာနေပြီးတော့အဲ့ဒီမှာအဲ့ဒီမှာနေလို့အဲ့ဒီမှာခွဲခိုက်ခိုက်ရှိတယ်အဲ့ဒီကဒီစက်ခွဲခိုက်ခိုက်ကနေပြီးတော့ ျွန်တော်တို့ကောက်တာတားတဲ့ကကသမားလေးကျွန်တော်နဲ့မရောက်ဘူးနော်အဲ့ကကသမားဆင်းသွားတယ်ဗောဆင်းသွားပြီးတော့ကျွန်တော်ကိုလေဖြတ်ထားတာသူ့အမအနဲ့သူ့အတော်နဲ့ကအဲမြောက်ဝတီမှာရှိနေတယ်အဲ့ဒါသူဆေးကုဖို့သွားတာပါဆိုပြောတယ်အဲ့ဒါကျွန်တော်ဆင်းခိုင်းတယ်လေဆင်းခိုင်းတော့ကျွန်တော်ဆင်းသွားတယ်ဆင်းသွားတော့ကျွန်တော်ဒီထောက်ခံစားတယ်ကျွန်တော်အဲ့ဒီကသမားသူ့တို့ပေးထားပြီးသားအဲ့ဒီကျွန်တော်မှတ်ပုံလေးလေးပါတယ်ကွာအဲ့ကကျွန်တော်မှတ်ပုံလေးလေးကျွန်တော်ပြတယ်ဒီထောက်ခံစားတယ်လေးကျွန်တော်ပြဒါပေမဲ့ဒီဒီထောက်ထွက်လက်မှတ်တော့ကျွန်တော်ပေးထားတာပေါ့နော်အဲ့ကဘာလို့ထောက်ထွက်လက်မှတ်ပါရင်ကျွန်တော်ဒီကောင်နဲ့ဘေးသွားဘေးသွားခိုင်းလို့မလဲအဲ့ကထောက်ထွက်လက်မှတ်ပါရင်ကျွန်တော်သွားသွားခိုင်းလို့ဘူးသားတိတ်တယ်ကြောက်ဒီစာရွက်နေရတော့ကျွန်တော်ပြတယ်ကျွန်တော်မှတ်ပုံလေးပြတယ်နောက်ပြီးဒီစစ အုပ်ကိုကျွန်တော်ပြတယ်။နော်ကျွန်တော်ပပိန်မြို့မှာနေတာကြာပြီပေါ့နော်ဒီအပပိန်မြို့ကနေပြီးတော့ဒီပြင်ပလုံနာမှတ်တမ်းမှာကျွန်တော်နေပြီးတော့ပြင်ပလုံနာဌာနပေါ့နော်ဆေးရောင်မှာပြင်ပလုံဌာနမှာကျွန်တော်ဆေးကပ်သွားပြတယ်။ပြီးရင်တခါကျွန်တော်ဒီလက်ရှိရန်ကုန်မြို့မှာကျွန်တော်ပြတဲ့ခါမှာကျွန်တော်အနေနဲ့တယောက်ထည့်ချောင်းမို့လို့ကျွန်တော်အမားနဲ့ကျွန်တော်အဒိုနဲ့ခိုးတာပါဆိုပြီးတော့ညဝဒီမြို့ကရက်ကွက်တစ်ခွက်နှံမယ်ကိုပါဇက်မှာအလို့ရှိတာကျွန်တော်ကောက်ကူလိုက်ရတယ်ပေါ့နော်။အဲ့တော့ကောက်ကူလိုက်တဲ့အချိန်မှာဘာပြောလဲဆိုတော့ ရဘူးတဲ့မင်းတို့ကောက်ဘူးမဟုတ်ပြန်လှည့်တဲ့မဟုတ်ရင်ငါတို့ဖမ်းထားလိမ့်မယ်ပေါ့နော်ဆိုတော့ဟာသူမဟုတ်ဘူးလေဆရာကြီးကျွန်တော်ကနေပြီးတော့ဒီမှာလေဖြတ်တတ်တာလေဆိုကျွန်တော်ဒီပြောတဲ့ခါမှာအဲ့ဒါနဲ့ဒီကောက်တမကျွန်တော်ဒီလိုတင်ပေါ့လို့လက်ကောက်တာပေါ့နော်လက်ကောက်အဲ့ဒီမှာလည်းကျွန်တော်ငွေသုံးသုံးပေးခဲ့ရတယ်ဒီစတောင်းမြုပ်အဝင်ဒိတ်လေးပါပေါ့နော်စီမွေသုံးသုံးပေးခဲ့ရတယ်သွားသွားလာခွင့်ရဖို့အတွက်ပေါ့နော်ဒီတော့ကျွန်တော်ပြောချင်တာကဒီကျွန်တော်တို့နတိုင်းသားတိုင်းရင်သားမြန်မာနိုင်ငံသားဖြစ်ပါလေရဲ့ဘောနနိုင်ဒီမြန်မာနိုင်ငံသားဖြစ်ပါလေဥပဒေကိုရှိုးပေါက်တာလည်းတခုမှမရှိဘဲနဲ့ဒီလိုထပ်ခံစားတဲ့အပြည့်အဝပါတာတော့မှ ဂိတ်တွေမှာကျွန်တော်ငွေ3000ကျွန်တော်ပေးခဲ့ရတယ်ပေါ့နော်ဒါဒီတကိတ်တွေမဟုတ်ပါဘူးကျွန်တော်ဒီစက်တောင်းမြုပ်ကိုလွန်လာနေနောက်တစ်ဂိတ်တစ်ခုရှိသေးတယ်။အာအဲ့ဒီဂိတ်မှလည်းဒါကျွန်တော်နေပြီးတော့အဲ့ဒီမှလည်းငွေ1000ပေးရတယ်။အပြည့်ရတစ်ခါဒီဖန်မြုပ်ရောက်လာတယ်။ဒီဖန်မြုပ်အာမြို့ရဲ့ဒီဗဒိုက်ဒီဖက်မှာဂိတ်တစ်ခုရှိသေးတယ်။အဲ့ဒီဂိတ်ကိုလည်းကျွန်တော်ပိတ်ဆံပေးရတယ်။နောက်ပြီးတော့အဲ့ဒီဂိတ်ကိုလည်းနေနေကြိုသွားကြတော့လေကျွန်တော်အဲ့ဒီမှနေပြီးတော့တိုင်ရင်သားဘယ်နဲ့ကင်ကိုတားကျွန်တော်တော့နံမဲတော့မပြောတော့ဘူး။အဲ့ဒီမှလည်းကျွန်တော်ငွေ1000ပေးခဲ့ရတယ်ပေါ့နော်။ဆိုတော့ဒီလမ်းအလျှောက်လုံးမှာကျွန်တော်နေပြီးတော့အာ ငွေနှစ်သိန်းဒီဘက်လောက်ကျွန်တော်ကုန်ကြတာပေါ့နော်အဲ့ဒီကအဲ့ဒီတိုင်ရင်သားလဲနဲ့အဖွဲ့ဂိတ်ကဆိုကျွန်တော်ဘာပြောလဲဆိုလို့ရှိရင်ဟာတဲ့မဟုတ်ဘူးလေစစ်တေးမြင်းဆောင်ကိုတရားဝင်ထုတ်ဖတ်တာလေတဲ့တရားဝင်ပေါ့တော့တွားလာခွင့်ပေါ့နော်တေးခရီးတွားလာခွင့်ကိုတရားဝင်ပိတ်ပယ်ထားတာလေဆိုပြီးတော့တိုင်ရင်သားလဲနဲ့ကင်အဖွဲ့တစ်ဖွဲ့ရဲ့အကောင့်လေးတယောက်ကနေကျွန်တော်အဲ့လိုပြောလိုက်ပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်သိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်သိတယ်ဆိုတော့ကျွန်တော်ဒီအဲကျွန်တော်ဒီဆေးရောင်မှာတက်တဲ့ခါအဲ့ဒီကောင်လေးကဆေးရောင်လာပြတယ် လာပြတော့ကျွန်တော်ကြည့်လိုက်တဲ့ခါဟာတဲ့အခုကျွန်တော်မြင်ဖို့ဆိုလို့ပဲဟုတ်တယ်လို့မေးရလဲငါငါမြင်ဖို့လေကျွန်တော်စီရငွေနဲ့ငွေနဲ့တောင်းတောင်းထားလိုက်တဲ့ကောင်းလေးပေါ့နော်အဲ့ဒါမျိုးတွေပေါ့အဲ့ဒီကကျွန်တော်တို့ဒီဂိတ်တိုင်းဂိတ်တိုင်းမှာသူတို့ဘလိုနည်းနဲ့လုပ်လို့ပေါ့ကျွန်တော်တို့ဆရာဘာကြောက်ပတ်ဆက်တောင်းရတာလဲပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုလည်းစဉ်းစားလို့မရတာပေါ့နော်စဉ်းစားလို့ကျွန်တော်တို့ဒီနေ့မှာဒါအာဆင်ကျင်ဆရာတွေတုံးသက်ဆရာတွေအများကြီးတွေ့ရတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေကအခုလိုမျိုးပဲပေါ့နော်ဒါကျွန်တော်တို့ပြည်သူတွေပေါ့နော်ကျွန်တော်ပြည်သူတွေကအခုလိုမျိုးကျွန်တော်တို့ဒါမလိုလားတဲ့ငွေကြေးဆုံးရှုံးမှုတွေအများဆုံးတွေ့နေရတယ်ဆိုတော့ကျွန်တော်တို့ဒီတိုင်းရင်းသား တပ်ဖွဲ့ဝင်အချို့ကလည်းအဲ့ဒီလမ်းစဉ်ကိုလိုက်လာတာကိုလည်းကျွန်တော်တို့ဒီနေ့တွေ့ရတယ်။ဆိုတော့ဒါတွေကိုကျွန်တော်တို့လက်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအလုံးဒါ3ပြုစင်ချင်ဖို့အရေးကြီးတယ်။ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းထိုင်းပြည်ပါပြည်သူတွေပြီးတော့တောင်ဟင်ကိုဝင်းရနေကြတယ်ကျွန်တော်ဓမ္မဘတ်တော်သားတွေအားလုံးကလည်းပဲ ဒါ ਵੀ ကိုအတန်ထုတ်ပေးဖို့လိုပဲတော့တော်လိုက်ရင်မှပွင့်လင်းဖို့လိုပါတယ်အဲ့ဒါလည်းပဲကျွန်တော်တို့အားလုံးအချင်းချင်းတ냐တကြီးဖြစ်တယ်ဒီတိုင်းရင်းသားလက်နဲ့ကိုင်းလို့ပြောတဲ့ခါမှာကျွန်တော်ဒီဘောနော်ဒီကျွန်တော်တို့ဒီဘက် PDF တော့ဘောနော်ဘာနဲ့ကျွန်တော်ပြောတာမဟုတ်ဘူးတိုင်းရင်းသားလက်နဲ့ကတော့ဒီအခုလက်ရှိနေပြီးတော့ဒီလက်ရှိနေစခွေးတိုင်ရဲ့လက်အောက်မှာအလုံးလုံးနဲ့တိုင်းရင်းသားလက်နဲ့ကိုင်းကြလို့ပြောတာဩကျန်တဲ့ကျန်တဲ့တိုင်းရင်းသားလက်နဲ့ကိုင်းကြလို့ပြောတာအဲ့ဒါကိုလည်းခွဲဖို့လိုသေးတယ်ကျွန်တော်တို့ဒါစခွေးနဲ့ခုချင်းပြီးပေါ့နော်ဒါကူပေါင်းနေတဲ့အဖွဲ့တွေရှိတယ်ဒါကျွန်တော်တို့ BGF တို့၎င်းပြီးတော့ခြားသောဒီလောက်အချို့ရှိပါသေးတယ်ဆိုတော့အဲ့ဒီအဖွဲ့တွေကလည်းပဲဒါစကောင်စီရ ဲ့ဒါစခွေးပုံစံအတိုင်းပဲသူတို့တွေကလည်းပတ်စံပေါက်လာပဲဒါတွေကသူတို့ပုံစံတူဘောဗျာဟုတ်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 အဲ့တော့ခေါင်းဆောင်အစိုးလို့ပေါ့နော်တိုင်းတိုင်းနဲ့ကိုင်းနဲ့ဟိုကနေခွေးချောက်ပြီးတော့သိအောင်မှန်ပါမှန်ပါတယ်တို့တို့ပြည်သူအမြင်ရှင်းဖို့လေလိုပါတယ်ဒီနေ့မှာကျွန်တော်တို့ခိုင်သားတရားစတဲ့မြန်မာပုံနဲ့ခိုင်သားတဲ့သူပါကျွန်တော်တို့မြန်မာနိုင်ငံအတွင်းနဲ့မှာပဲနေချိုင်ရင်းနဲ့ပတ်စံတွေ့ကြကြရတဲ့အကြောင်းပြီးတော့ကျွန်တော်တို့ဒါတွေဟာ တကယ်အသိဖြစ်တယ်အချိန်မှဒီကိစ္စတွေကိုကျွန်တော်တို့ဘောင်းချဆောက်ရမှာဖြစ်တယ်ဘောင်းချဆက်လို့ဒီဘောင်းချတွေမဟုတ်ဘူးเนาะဒီဟာတွေချင်းရမှာလေသူတို့ဟုတ်ပြီကျွန်တော်နောက်ရက်တွေမှာလည်းပဲကျွန်တော်တို့ဒီတစ်ပတ်ကောင်းတဲ့အစီအစဉ်တွေဒီစပေးဖို့ရှိပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါ